အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာမိုင်းရှင်းလင်းရေးစင်တာစတင်ဖွဲ့စည်းဖို့အတွက်စီစဉ်လျက်ရှိရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်အတွင်းမြေမြုပ်မိုင်းဘုံကြောင့်သေဆုံးခဲ့သူ294ဦးခန့်ရှိခဲ့ပြီးမြေမြုပ်မိုင်းကြောင့်လူဦးရေတရာနဲ့အထက်သေဆုံးတဲ့နိုင်ငံတွေနဲ့ပြင်ဆင်မမြောက်နိုင်ငံအဖြစ်ရပ်တည်နေရလို့ဧပြီလ၄ရက်နေ့ကမြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ဖြစ်ပြုလုပ်ခဲ့တဲ့အပြည့်ပြည့်ဆိုင်ရာမြေမြုပ်မိုင်းအသိမြင့်တင်ရေးနဲ့အခမ်းအနားကနေသိရပါဗျာ။ မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့မြန်မာမိုင်းရှင်းလင်းရေးစင်တာမြန်မာမိုင်းအက်ရှင်စင်တာကိုဖွဲ့စည်းသွားမှာဖြစ်ပြီးလက်ရှိမှာတနိုင်ငံလုံးနဲ့ပတ်သက်တဲ့မိုင်းရှင်းလင်းရေးမဟာဗျူဟာလုပ်ငန်းစဉ်တွေကိုမူကျန်းရေးဆွဲလျက်ရှိတယ်လို့အဆိုပါအခမ်းအနားကိုတက်ရောက်လာတဲ့တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။2011ခုနှစ်အတွင်းမြေမြုပ်မိုင်းပုံကြောင့်လူဦးရေ100နဲ့အထက်သေကျပျက်စီးတဲ့နိုင်ငံတွေအနေနဲ့အာဖဂန်နစ္စတန်နိုင်ငံဟာလူဦးရေ1211ဦးနဲ့ပထမနေရာမှာရပ်တည်နေပါတယ်။လာအိုနိုင်ငံကတော့ လူဦးရေ138ဦးနဲ့နောက်ဆုံးနေရာမှာရှိနေရလို့သိရပါဗျ။မြန်မာနိုင်ငံမှာပထမအဆုံးအကြိမ်ဖြစ်ပြုလုပ်ခဲ့တဲ့အပြည့်ပြည့်ဆိုင်ရာမြေမြုပ်မိုင်းအသိမြင့်တင်ရေးနဲ့အခမ်းအနားမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှာအပြည့်ပြည့်ဆိုင်ရာမိုင်းအသိပညာပေးခြင်းနဲ့မိုင်းကြောင့်ထိခိုက်သူတွေကိုအထောက်အကူပေးခြင်းဆိုင်ရာနေ့အဖြစ်ပေးပို့တဲ့တဝင်လွှာကိုဖတ်ကြားခဲ့ပါဗျ။အဲ့ဒီတဝင်လွှာမှာမြေမြုံမိုင်းနဲ့စစ်ကြံလက်နက်များလုံးဝပပျောက်ရေးကြိုးပမ်းမှုဟာငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာအလွန်အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း အဲ့ဒီကနေတဆင့်တိုင်းပြည်ဖွံ့ဖြိုးမှုဖော်ဆောင်ဖို့နဲ့အသွင်ကူးပြောင်းစေနိုင်ငံတွေကိုပံ့ပိုးနိုင်မှုပြည်သူများဘေးကင်းလုံခြုံမှုကိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။အပြည်ပြည်ဆိုင်ရာမြေမြုပ်မှိုင်းအသိမြင့်တင်ရေးနေကိုကုလသမဂ္ဂကနေ2005ခုနှစ်မှာစတင်ကျင်းပခဲ့ပြီးအဲ့ဒီနေ့မှာစစ်ကြံမြေမြုပ်မှိုင်းများပောက်ကွဲပစ္စည်းများနဲ့ပတ်သက်ပြီးနေစဉ်လူနေမှုဘဝကိုရိုက်ခတ်နိုင်တဲ့အတွက်ဘလို့ကင်တွေဖြည့်ရှင်းမယ်ဆိုတဲ့ကိစ္စရပ်တွေကိုနှစ်စဉ်ပုံမှန်ဆွေးနွေးလေ့ရှိရလို့သိရပါတယ်။ အဆိုပါအခမ်းအနားကိုနိုင်ငံတကာမှာကျင်းပတာဟာအခုနှစ်နဲ့ဆိုရင်16နှစ်မြောက်ကျင်းပတာဖြစ်ပေမဲ့မြန်မာနိုင်ငံမှာတော့ပထမအဆုံးအကြိမ်ကျင်းပတာဖြစ်တယ်လို့မြန်မာပြည်စံတာမှာအမှုဆောင်ညွှန်ကြားရေးမှူးဦးကျော်စိုးလိုင်ရဲ့ပြောကြားမှုအရသိရပါရဲ့ရှင်ပွားဖြတ်တန်းလာတဲ့အချိန်တိုင်းမှာမိသားစုဆိုတဲ့အရာကြောင့်ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ပြည့်ဝနေခဲ့တယ်လေဒါပေမဲ့ကျမအသက်ရရလာတာ နောက်မှကြံနေခဲ့မယ့်နေ့ကိုချိုးမြင်လာတယ်လို့ပဲအသက်ရရလာတာနဲ့အမျှအယိုးတွေအသိသေးစားယုံနေလာပြီးတွာလာလို့ရှာနိုင်စမ်းတွေရောကြလာလေးရှိတယ်ဒါတွေကိုရှောင်ရှားဖို့အတွက်တာမန်တို့တွေထက်ကယ်စီယမ်နဲ့စပုံမှုပါဝင်တဲ့အယ်လင်းကိုနေ့စဉ်တောက်လိုက်ပါ၈၀၀ဂရမ်အပြင်၄၀၀ဂရမ်ထုတ်ပုံးပုံစံအသစ်နဲ့လည်းရရှိနိုင်ပါပြီ